ကျမတို့ရဲ့ရင်သွေးလေးကိုအိမ်သို့ခေါ်ဆောင်လာဖို့ကျမတို့တို့တွေအရန်စိတ်လှုပ်ရှားခဲ့ကြသလိုအနှဲငယ်လဲစိုးရင်ခဲ့ပါတယ်။အချားမိဘများဤသူကျမတို့ဟာကျမတို့ရင်သွေးလေးကိုချစ်ကြပါတယ်။သူမကိုဘေးကင်းလုံခြုံစေလိုပါတယ်။ဆေးရုံဆင်းပြီးသည့်နေ့ပထမဆုံးခလေးအတွက်တင့်တော်သောကားအတွင်းထိုင်ကုန်ကိုအသုံးပြုခဲ့ကြပါတယ်။ချိုးရည်အပူချိန်ကိုလည်းမပူလွန်မအေးလွန်အနေထားဖြစ်အောင်အမြဲတမ်းစစ်ဆေးကြပါရစေ။ ကလေးကိုရေချိုးကံမှာဘယ်တော့မှတယောက်တည်းမထားခဲ့ပါဘူး။ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်စေဖို့ကြောင်းတက်တဲ့အခါအဆင်သင့်ဖြစ်စေဖို့ညစဉ်စာဖတ်ပုံပြောခြင်းများပြုလုပ်ကြပါတယ်။ကလေးအစာစားနိုင်ပြီဆိုတဲ့အချိန်မှာကျမ်းမာရေးနဲ့ညီညွတ်တဲ့အစာအဖတ်ကိုစတင်ပြီးကျွေးပါတယ်။သူစားတဲ့အစာပမာဏမစားတာကို ကျမတို့စိုးရိမ်ကြပါတယ်။ကလေးအနာတရမဖြစ်စေဖို့ လေကားနဲ့ပတင်းပေါက်များစီမသွားအောင်အကာအရံများတပ်ဆင်ကြပါတယ် United States ချီကလေးများသည်ပထမအသက်တစ်နှစ်အတွင်းဆရာဝန်ထံအနည်းဆုံး6ကြိမ်တွားရောက်ပြသကြပါတယ်တွားပြသည့်အခါတိုင်းမှာလဲဆရာဝန်ကကလေးရဲ့စားသောက်မှုကြီးထွားမှုနဲ့တင်ယူတက်မြောက်မှုတို့ကောင်းမွန်လုံလောက်သည့်အကြောင်းကျမတို့ကိုပြောပြပါတယ်ကျမတို့သိပ်ပျော်ကြတာပေါ့ ကျမတို့အနေနဲ့ခလေးကိုဘာကာွယ်ဈေးတွေထိုးပေးရမလဲဆိုတာဆရာဝန်ကကူညီဆုံးဖြတ်ပေးပါတယ်။ကျမစွာအရွယ်ရောက်ဖို့အတွက်ကြက်ညာချောင်းဆိုးပိုလီယိုဝက်သက်နဲ့ကိုဗစ် -19 ရောဂါများကိုကာကွယ်ဖို့လိုအပ်တယ်ဆိုတာကျမတို့သိပါတယ်။အခုဆိုရင်ခလေးကိုကျမတို့လိုပဲကာကွယ်ဈေးထိုးပေးလိုက်ပါပြီ။သူ့ပေါ်မှာထားတဲ့ကျမတို့ရဲ့ဂယုစိုက်ချစ်ခင်မှုကိုဘယ်သူမှမမိနိုင်ပါဘူး။ သူ့ဘေးအန္တရာယ်ကင်းဝေးအောင်အစွမ်းကုန်လှုပ်ဆောင်ပေးထားတဲ့အတွက်ကျမတို့ဝမ်းသာပါတယ်။ဘလို့အရွယ်ရောက်ကြည်ပြင်းလာမလဲဆိုတာကိုကြည့်နေရတာကျမတို့တွေအတွက်စိတ်လှုပ်ရှားစရာကောင်းပါတယ်။